မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မိကလေးတွေကို ACG ပြီးတော့အာမပြုခြင်းတဲ့အကြောင်းဖော်ပြပေးကြပါမယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်ကသုဝနာဒနာသိတိလံပေါ်စမ်းမွေးရက်ခွက်မှာနေထိုင်တဲ့ရှင်းသက်တော်စင်ဆိုတဲ့မြို့သားကတော့နိနာသူအသက်20ခန့်မိကလေးငယ်ကိုတရားစအောင်လက်ဆောင်ပေးခြင်းတော့အိမ်နာကိုထွက်ယူပေးပါဆိုပြီးတော့လမ်းထိပ်နာစအောင်ထွက်ယူစင်မှာ မျက်နာသူမိကလေးကိုဝောင်းဝောင်းရုပ်ပုံပါတဲ့ဂျင်လီကဲကျွေးပြီးတော့မိကလေးသတိလက်မေမျောနေစင်မှာကားပေါ်မှာသားများပြုကျင့်ရုံမှာခဲ့ပါတယ်။နောက်မှစုံစမ်းသိရှိလာရတာကဒီတရခန်ဟာအသက်16နှစ်ကနေ20ကမိကလေးငယ်လေးကိုပြစ်မှတ်ထားပြီးတော့အခုလိုကလေးငယ်တွေမထင်မှတ်ထားတဲ့ဂျင်လီတရားလုံးတွေကျွေးပြီးတော့အာရမပြုကျင့်လို့မိဘတွေမတိုင်ပြောဖို့ချင်းချောက်အကြက်ကြိုင်မှုအများပြားလုပ်ခဲ့တာလည်းသိရှိရပါတယ်။ ထပ်မံသိရတာကတော့တရားခန်းရဲ့သူဝနာဒနာသိတိလန်နေအိမ်မှာတော့အိမ်တွင်တရားစခန်းနေဖွင့်လက်ကဘာသာရေးစိတ်ဝင်စားသူမိန်းကလေးငယ်တွေကိုတရားလာထိုင်ဖို့နဲ့ယင်းညောင်စီယုံတင်းတွေကတရားစာအုပ်ပေးမယ်ဆိုပြီးတော့တရားခွေတွေပါတရားစာအုပ်ပေးမယ်တရားခွေတွေပါ ပေးပါမယ်လို့အယုံသိပြီးတော့တရားလာထိုင်သူမိမပြိုတွေကိုဖြတ်စီခဲ့တဲ့အကြောင်းလည်းသိရပါဗျာ။ ဒါမဲ့လည်းနိနာသူအပြိုးပေါ်ဝင်မိကလေးငယ်တွေဟာအမှုဖွဲ့တိုင်ကြရဲ့အဆက်ကွေးမှာဆိုလို့တော်တော်တိတ်တိတ်နေကြရကနေတရခန့်ဟာအခွင့်အရေးရပြီးတော့သားကောင်အစ်တေကိုဆက်လက်ဖြစ်စီပြုခြင်းရဲ့ရှိကြောင်းလည်းသိရပါဗျ။မိဘအတိုင်းဝိုင်းကပြဿနာရှိခဲ့ရင်တော့ငွေနဲ့တဖို့အနုနည်းအချက်ကင်နေတဲ့တဖို့လိုက်လံဖုံးပေးလို့ရှိပါတယ်။ဒီဖြစ်စဉ်မှာတော့မိဘတွေကိုယ်တိုင်လာရောက်ညှိနှိုင်းတောင်းပန်ပေးမိမိတို့ရဲ့သားသမီးငယ်ကလေး မိမိတို့ရဲ့တာသိငယ်လိုပဲတခြားသောမိဘတွေရဲ့တန်ဖိုးထားရအညွန့်တလူလူတက်မဲ့ရတနာတွေထပ်မံမနေနိုင်အောင်အမှုမှန်ပေါ်ပေါက်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဘလို့ညှိနှိုင်းမှုမျိုးကမှလက်ခံတာမျိုးမလုပ်ပဲအနိုင်ချင်းခံရတဲ့အနိုင်ချင်းခံရတဲ့အမျိုးသမီးငယ်လေးတွေထပ်မံမရှိစေဖို့သားသမီးချင်းကိုချင်းစပြီးတော့တရားခံကို ထိရောက်တဲ့ပြစ်ဒဏ်ကျစေခြင်းလို့ဆိုပါရစေ။ ဒါကြောင့်တတိယခံကိုသွေးနာရေစကန်မှာအလိုမတူပရိမှုနဲ့တရားစွဲဆိုထားပါတယ်။ဒါမဲ့လည်းအဆိုပါတတိယခံဟာသူ့ရဲ့မိသားစုဝင်တွေရဲ့အကူအညီနဲ့ထွက်ပြေးတင်းရှောင်နေလို့တတိယခံအမြန်ဆုံးဖမ်းမိဖို့နောက်ထပ်မိကလေးငယ်တွေအခုဖြစ်စဉ်လိုပဲထိခိုက်နစ်နာမှုမဖြစ်စေဖို့အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေဖို့မိဘပြည်သူတွေအနေနဲ့တရားခံကိုအမြန်ဆုံးဖမ်းမိဖို့ဖော်ပြလာခဲ့တာဖြစ်ပါတယ်။တရားခံကိုတွေးရှိပြီးတော့ တရင်ပေးသူကိုထိုက်ထိုက်တန်တန်ကျေးဇူးဆက်မယ်ဆိုတာလည်းဖော်ပြထားပါတယ်။ထမှန်သိရှိရတာကတော့တရခန့်ရဲ့သူနာတနာသေးတီလန်နေအိမ်မှာအင်းနီတရားစကန်နေဖွင့်လှစ်ပြီးတော့ဘာသာရေးစိတ်ဝင်စားသူမိကလေးငယ်တွေကိုတရားလာထိုင်ဖို့နဲ့ရင်းနှီးအောင်စီရင်သွင်းတဲ့ကတရားစာအုပ်ပေးမယ်တရားခွင်တွေပေးမယ်လို့အယုံသွင်းပြီးတော့တရားလာထိုင်သူမိမပြိုတွေကိုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်မိမိရဲ့တားပြုတ်သမီးပြိုတွေ ဒါကြောင့်မိမိရဲ့သမီးဖြိုတွေကိုတရားထိုင်မယ်ဆိုတိုင်းလည်းအလွယ်မလွတ်ကြဖို့နဲ့အယုံကြည်မလွယ်ကြဖို့လည်းမိဘတွေကိုအထူးသတိပေးလာခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းသခိုင်းပြည့်၍တောင်ပန်စွန်ရှမ်းကုန်းမြင်တကြောပြည့်၍တွေဖီအားဆက်တိုက်တိုးနေစဉ်တွေအကြောင်းဖော်ပြပေးကြပါမယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အရာရတာစကေခနိတသမခနဲ့အစင်ရှိတဲ့သခိုင်းငယ်ရင်ကြီးရဲ့နောက်ဆက်တွဲဖီအားတွေဟာလုံးဝမကုံသေးပါဘူး။ နိုင်ငံတကာနဲ့ဒေတာရင်စတေရှင်တွေကတိုက်တာဖြန့်ဝေထားတဲ့ဂျိုရုတိုက်တာမှုနဲ့ငလျင်ဒေတာ ပေါင်းဆက်သုံးသပ်ချက်အရအရေးကြီးတဲ့စုံတစ်ခုမှာ NEA ဟာစက်တိုက်တူနေပါတယ်နေတိုင်း 3B ပေါ်ပြနေတိုင်း 3B ပြောပြနေတဲ့အတွက်ငလင်ကြီးကနေချင်းညချင်းလှုပ်ခတ်သွားတာမျိုးမဟုတ်ပါဘူး။ကြာနေရင်ငလင်အန်ရရှိရင်ရှိတယ်ရော့ရင်ရော့တယ်ကိုအချိန်နဲ့မျှရရှိလာတဲ့အချက်လက်ကနေတက်ဆက်တွက်ယူစစ်ဆေးဖော်ပြနေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့စကိုင်းပြည့်ရွေဟာမတ်လ28ရက်တောင်ပန်းစောအကွဲကြောင်းအနီးပဲခူးတိုင်းမြောက်ပိုင်းကြောက်တကာပဲနယ်ကိုကြောက်ချမ်းပြည့်ရွေအရှိတ်တကြောရှမ်းပြည်နယ်ဟိုမင်းနဲ့ကရင်ပြည်နယ်ဖားပုံစတဲ့ဒေသတွေမှာမဂနီကျူ1.8ကနေ2.8အဆင့်ငယ်ရင်းငယ်ရင်းဆက်တိုက်လှုပ်ခတ်နေပါတယ်။ဒါဟာဘောင်ဝပြနေလဲဆိုရင်ဇုံတက်စကိုင်းပြည့်ရွေတောင်ပတ်ပိုင်းမဂနီကျူ9.9အင်အားရီတာစကေးငလျင်ကအပြေးဝမပေါက်ကွဲခဲ့တဲ့ဖိအားတွေဟာ ကြရတာပကိုးဝင်းကျင်မှာဆက်လက်စုဆောင်နေစေပါပဲ။ဒါကြောင့်လာမဲ့မဝေးတော့တဲ့ကာလအတွင်းအမြန်ဆုံး2လမနှင်းမမြန်6လအနည်းဆုံး2နှစ်ကျော်အတွင်းမှာမဂနီကျူ6 6.5ထက်အဆင်ရှိတဲ့ငလျင်တစ်ခုဖြစ်လာဖို့လားလာဟာပိုပြီးမြင့်တက်နေပါတယ်။ဇုံနှစ်အနေနဲ့ရှမ်းကုန်းမြေမြင့်ဆက်ဆက်တကျော်ကတော့အင်အားရတာစကေ9.9ရဲ့တုံဟာကြောင့်ရှမ်းကုန်းမြေမြင့်နဲ့ မြေပြတ်မြေနေပိုင်အနာသက်ဖြစ်နေတဲ့ရှမ်းတောင်တန်းပြည်ရီကစားပြီးကြောက်ချမ်းအလဲရှမ်းကုန်းပြည်မြေပြည်ရီတွေဟာမတိမငိမ်ဖြစ်နေစေပါပဲမတိမငိမ်ဖြစ်နေစေပါပဲမန်လေးနေပြည်တော်နဲ့ပဲခူးမြောက်ပိုင်းတို့နဲ့နှွေနေတဲ့ရှမ်းတောင်တန်းပြည်ရီစုတွေတခုခုမှာအခက်မသိလို့အင်းအားငါဒါမှမဟုတ်6မဂနီကျူအစင်းရှိတဲ့မော်ဒရိတ်အစင်းငလျင်တီဝင်လာခဲ့ရင်တော့ အနက်တိမ်မှာလှုပ်ခတ်နိုင်တာကြောင့် ပြန်လည်ထူထောင်ရေးနဲ့ပြင်ဆင်ရေးမပြီးသေးတဲ့အဆောက်အအုံတွေအတွက်သတိပြုဖို့လိုပါတယ်။ဒီအချက်တွေအတွက်မတ်လ28ရက်တုန်းကဖြစ်ခဲ့တဲ့ငလျင်တန်းခံပြည်သူတွေကိုအာဏာပိမဲ့လေခန်းစားချက်နဲ့ကာထားဖော့ထားလို့မရတဲ့သိပ္ပံနေကြအချက်လက်တွေကတွဲယူရရှိတဲ့အချက်လက်မလို့အစိုးရမလွန်ပဲသတိလေးပို့ထားကြဖို့လိုတယ်လို့လည်းဆိုပါတယ်။ပြည်သူတွေအတွက်ကြိုတင်သတိပြုပြင်ဆင်နိုင်ဖို့အတွက်လက်ရှိအချိန်မှာကြိုတင်သတိပြုပြင်ဆင်မှုဟာအကောင်းဆုံးကာကွယ်မှုပါပဲ။ မက်ရှနာကလှုပ်ခတ်ခဲ့တဲ့တန်ကြောင့်အကြောင်းတွေရှိပြီးတော့ပြန်လည်ပြုပြင်ထားခြင်းမရှိဘဲပျက်စီးနေတဲ့အဆောင်အုံတွေအောက်မှာနေထိုင်တာအနီးအနားမှာရှိနေတာကိုရှောင်ကြဉ်ရပါမယ်။အရေးပေါ်အိမ်ပြင်ဆင်တဲ့အလေးချက်ရှိထားပါ။ရှီ၊မီ၊တမ်မီ၊ရှင်းဥတ္တနာပြုပစ္စည်း၊ငွေသားစားရတွေပါဝင်တဲ့အရေးပေါ်အိမ်တွေကိုမိသားစုတိုင်းပြင်ဆင်ထားတဲ့အလေးချက်ရှိနေပြီးတော့အနီးအနားမှာထားပါ။တခိုးရံကိုလည်းတရိပ်ထားပါ။ ဘီလို့ရစုရဲ့တမတ်ပါမိသားစုဝင်အားလုံးအတွက်ငလင်းလှုပ်ပြီးတဲ့နောက်စူးစီးရမယ်ပွင့်လင်းတဲ့နေရာဘလုံးတွင်ပန်းချံဆရာတွေကိုတမတ်ထားပါတရင်ချက်ပါသိပ္ပံပညာရှင်တွေဟာငလင်းကိုဘယ်ချိန်ဘယ်နေရာမှာလှုပ်ခတ်မယ်ဆိုတာတိတိကျကျပြောလို့မရသေးပါဘူးဒါပေမဲ့လည်းဖီအားတွေစုဆောင်းနေတဲ့နေရာကိုတော့တိတိကျကျထောက်ပြနိုင်ပါတယ်ဒီကနေ့ပဲငလင်းကြီးလာနိုင်တဲ့ဇုံတွေကိုတမတ်ခံမှန်းပြထားနိုင်တာပါ လာမဲလာနိုင်ငံအတွင်းကစားပြီးတော့ငလင်တန်ခဏရေးကြိုတင်တွေးစားပြီးတော့သတိဝရိယရှိရှိနေထိုင်ကြဖို့အားလုံးကိုအသိပေးလာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းမြင်းလင်းတရင်ကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ16ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်တနာရီ28မိနစ်59စက္ကန့်ချိန်မှာတော့ကတားမြင်းလင်းစခန်းကနေအနောက်မြောက်ဘက်46မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင် ဗမာမျိုးရဲ့နောက်ဘက်73မိုင်ခန့်ကွာမြောက်လက်တီကျူ24ဒသမ6နဲ့ဒီဂရီအရှိလောင်ကြီးကျူ95ဒသမ65ဒီဂရီဆက်လက်ပြီးတော့လဲဘင်္ဂလားပင်လယ်ဝအခြေအနေကိုဖော်ပြပေးကြပါမယ်2025ခုနှစ်အောက်တိုဘာ18ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်ထုတ်ပြန်ကြမှာတော့ ဒီနေ့မြန်မာစံတော်ချိန်၈နာရီခွဲချိန်တိုင်းထွာချက်တွေရာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာ24ရက်စေလ2025ရက်နေ့မှာလေပိအာနေရှင်ဝန် low pressure area တခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။အနက်159ကီလိုမီတာကိုဗဟိုပြုပြီးတော့ air radar scale 4.5အစင်ရှိတဲ့အရာအနည်းငယ်ရှိတဲ့မြေတွေတခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မြို့သားနယ်ဇလားဗီဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။